အချိန်ခီးသွားကြသူများအချိန်ခီးသွားလာခြင်းဆိုတာစိတ်ကိုယ်ရင်ရုပ်ရှင်တွေထဲမှာပဲရှိတယ်လို့ထင်ပါလားဒါပေမဲ့သမိုင်းမတန်းတွေရှင်းအောင်ဓာတ်ပုံတွေနဲ့မျက်မြင်သက်သေတွေကဒီရာတကယ်ဖြစ်နိုင်တယ်ဆိုတာကိုသက်သေပြသနေပါတယ်စကောရာစုဓာတ်ပုံထဲမှာဒီဘက်ကရဲ့ဒီရှက်ဝှထားသူလုံခဲ့တဲ့နှစ်ပေါင်းများစွာကဖုံးပြောနေသူဒီလူတွေကဘယ်ကနေရောက်လာတာလဲသူတို့ဘယ်ချိန်ကိုပြန်သွားတာလဲဒီနေ့မှာတော့ခင်းဆက်ဆက်ကတွေးရှိခဲ့တဲ့ဖြေရှာမရသေးတဲ့အချိန်ခီးသွားလာသူတွေရဲ့လှုပ်ဝဲချက်တွေကိုကြည့်လိုက်ရအောင်ပါ ကနေဒါနိုင်ငံတရားဖွံ့ဖွဲမှာခစ်လွန်လူသားတရားဖွံ့ဖွဲတပ်ပေါ်အောင်တပေါ်မှာပဝင်းချင်းကလူတွေနဲ့မတူတဲ့ဝိစာစင်ရင်သူတို့ကိုတွေ့ရှိခဲ့ပါတယ်ဒီပုံကို1940ခုနှစ်ကရိုက်ကူးခဲ့တာဖြစ်ပြီးခင်မီတီချက်ကိုဝှက်ထားကနေကမျက်မှန်ကိုတက်လျက် DSLR ကင်မရာနဲ့စင်တူတဲ့ပစ္စည်းကိုဂိုင်ထားတာကိုတွေ့ရပါတယ်အဲ့ဒီကကဒီလိုပစ္စည်းတွေမပေါ်သေးတဲ့အတွက်ဒီလိုဟာအချိန်ကြီးသွားလားဆိုပြီးလူတွေကတန်လျာရှိနေခဲ့ကြပါတယ်တရုတ်တင်ရင်ကကဘာစစ်လက်ပတ်နိုင် ပြည်ထောင်နိုင်ငံရှန်ကြီးဒေသကမပြည့်စည်သေးတဲ့ရှေးအောင်တင်ညာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။တင်ညာဖွင့်တဲ့အခါအလောင်းရဲ့ဘေးမှာဆွစ်လိုရေးထားတဲ့ဒုတိယကမ္ဘာစစ်ခေတ်လက်ပတ်နာရီပုံစံတန်ကွင်းငယ်တစ်ခုကိုတွေ့ရပါတယ်။ပြည်ထနာကဒီတင်ညာကလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်မင်းမင်းဆက်ကလေးကဖြစ်ပြီးစစ်စလန်နာရီတွေပေါ်မလာသေးပါဘူး။ဒီနေရာကိုဘလို့ရောက်ရှိလာတာလဲဆိုတာယနေ့ထိလိုအပ်ချက်ဖြစ်နေသေးပါ။ဖုံးပြောနေသူကိုပုံဖော်ထားသော1939နယူးယောက်တပ်ပေါ် 1938ခုနှစ်နယူးယောက်မြို့ပေါ်ရှိလမ်းမပေါ်ကဓာတ်ပုံတစ်ပုံဟာကဘာကိုအံ့အားသင့်စေခဲ့ပါတယ်။ဓာတ်ပုံထဲမှာမျိုးသမီးတို့ဟာလက်ကိုနားနာကပ်ပြီးစကားပြောနေတာကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။သူမရဲ့ပုံသဏ္ဍာန်ဟာခေတ်ပြီမိုဘိုင်းဖုန်းကိုကင်ဆောင်လျက်ဖုန်းပြောနေသူတုံးနဲ့တစ်ခါတည်းတူညီမိပါတယ်။အဲ့ဒီခေတ်ကလက်ကင်ဖုန်းနဲ့နှီးပညာမပေါ်သေးတဲ့အတွက်သူမဟာအနာဂတ်ကရောက်ရှိလာသူလားဆိုပြီးမေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကလက်ကင်ဖုန်းနှီးပညာ ဒီဖြစ်ရာရှေးအောင်သူရေတရာပညာရှင်တွေကိုခေါင်းကိုက်စေခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ခန်းကသမိုင်းရထောက်ထားတွေအထူးသဖြင့်ခြေအောင်နုပညာလက်ရာများတွေယနေ့ခေတ်လက်ကင်ဖုံးပုံစံမျိုးကိုပုံပေါ်ထားတာတွေ့ရပါတယ်ပုံစံကသူ့ရဲ့ဘေးပေါင်နဲ့ဖန်သားပြင်ကိုထင်ရနေပါတယ်ဒီလိုပုံစံမျိုးကိုအဲ့ဒီခေတ်ကလူတွေဘလို့သိရှိခဲ့တာလဲအချိန်ခီးသွားလာသူတွေရဲ့ပစ္စည်းကအတိတ်ကိုကြံခဲ့တာလားဆိုပြီး theory တွေပေါ်ထွက်လာခဲ့ပါတယ်အနာဂတ်မှာဆင်းသက်လာသူဂျွန်ထိုင်တာရဲ့ဖြစ်ရပ် 2000ပြည့်နှစ်မှာဂျွန်တိုက်တာဆိုတဲ့လူတစ်ယောက်ရှိပါတယ်။သူက2036ခုနှစ်ကအချိန်ခီးသွားတာသူဖြစ်ကြောင်းအင်တာနက်ပေါ်ဒီမှာကြေညာခဲ့ပါတယ်။အနာဂတ်မှာဖြစ်မဲ့စစ်ပွဲအကြောင်းတွေကိုဂျိုတင်ဟော့ကင်းထုတ်ခဲ့ပြီးတော့သူရဲ့ဟော့ကင်းချို့ကလည်းတကယ်ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ထိုက်တာရော်ရရပြောကွယ်သွားခဲ့ပြီးသူတကယ်အနာဂတ်ကလာတာလား။ဒါမှမဟုတ်လင်းငယ်မှုတစ်ခုလားဆိုတာယနေ့ထိလှုပ်ဝက်နေသေးပါ။ရိုဒော့ဖန် 1896ခုနှစ်မှာရုတ်တရက်ရောက်ရှိလာသူ1950ပြည်နှစ်နယူးယောက်မြို့လမ်းမပေါ်မှာ19ရာစုပုံစံအဝတ်စားတွေနဲ့ရိုဒေါဖန်အမည်ရှိသူတို့ရုတ်တရက် ပေါ်လာခဲ့ပါတယ်။စွန်စန်းစစ်စဲမှုတွေအရသူဟာ1896ခုနှစ်ကလေးကပျောက်ဆုံးနေတဲ့လူတို့ဖြစ်ကြောင်းတွေ့ရှိရပြီးတက်တဲ့အထောက်အထားဘာတစ်ခုမှမပြည့်စည်ခဲ့ပါဘူး။ဒီလူက1896ကနေ1950ကိုဘလို့ရုတ်တရက်ရောက်လာတယ်လဲဆိုတာယနေ့ဒီအဖြစ်မရှိတဲ့လှုပ်ဝဲချက်ပါ။ 15ရာစုဥရောပခေတ်ကပကြီကားတစ်ချက်မှာကောင်းကင်ရံကိုပြတ်တန်းသွားတဲ့မိုးပြန်ရင်တစ်ခုကိုထဲသွင်းရေးဆွဲထားတာကိုတွေ့ရပါတယ်။အဲ့ဒီပကြီကားတွေကအရာဝတ္ထုဟာစက်တလိုက်ပုံစံနဲ့ထိုးကြားစွာတူညီနေပါတယ်။အဲ့ဒီခေတ်ကလူတွေဟာအာကာသတွေကပစ္စည်းတွေကြောင့်ဘလို့တိခဲ့လဲဆိုတာမေးခွန်းထုတ်เสียပါ။ဒီတော့ထူးဆန်းတဲ့ဓာတ်ပုံတွေ၊သမိုင်းမှတ်တမ်းတွေနဲ့ပြည့်ရမှန်တွေကိုကြည့်ပြီးလူချင်းမျိုးတို့ရဲ့စိတ်ထဲမှာဘလို့ထင်ကြပါလဲ။ချိန်ခေးသွားလာခြင်းဟာကျွန်တော်တို့မသိသေးတဲ့အနာဂတ်နေပညာတစ်ခုလား။ဒါမှမဟုတ်သမိုင်းရဲ့ကြီးမားတဲ့လိန်လယ်မှုတစ်ခုလား။ ။ဒေချာတာကတော့ဒီလှုပ်ဝက်ချက်တွေဟာကျွန်တော်တို့ကိုစက်ကြောလာရဲ့နက်နဲတဲ့ဖြစ်နိုင်ခြေတွေအကြောင်းစပီစဉ်းစားစဉ်းမှာပါ။တင်ရောဒီကဘာပေါ်မှာအချိန်ခီးသွားလာသူတွေတကယ်ရှိတယ်လို့ယုံကြည်ပါသလား။တင်အကြိုက်ဆုံးတဲ့ထူးဆန်းဆုံးဖြစ်ကဘာတစ်ခုလဲဆိုတာကိုမတ်မှာရေးပေးခဲ့ပါအောင်။နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြပါမယ်။